ဒီနေ့ငပိကြော်စားရမလဲမသိဘူးနော်ငပိကြော်လေးပါလေလာဖို့ကြအောင်တကယ်လို့ပါသွားရင်တော့ခင်ဗျားတို့အဘအိမ်မော်ရီကိုမှပြီးတိမ့်ပြီးကိုမဖြစ်သေးကြပါနဲ့ဗျာအဲ့အဘတွေထဲမှာလည်းအကျင့်ပြအဘတွေအများကြီးပဲရှိတာပဲတက်မတော်သားတွေမှာလည်းပဲအကျင့်ပြစီးပွားရေးသမားစီးပွားရေးဆိုင်နဲ့တက်မတော်သားတွေအများကြီးရှိတာပဲကျလားအငှက်ပြက်တွေလေရဲဆိုတာလည်းအငှက်ပြက်လေတက်မတော်သားအများစုဆိုတာလည်းအငှက်ပြက်တွေလေ စစ်တပ်လော်ဘီဇော်ဖော်ဟင်းအဖမ်းခံစစ်ကြောခံနေရမှုကြောင့်စစ်လော်ဘီဘောမတိုင်းဝိုင်းမှာတန်ရှင်မြင့်လာကြပြီးအသင်ကွဲမှုအမျိုးမျိုးဖြစ်နေကြပါပြီ။သူအဖမ်းခံရဒုံးကစပီကောက်လုပ်ပေးခဲ့ပေမဲ့အခုဇော်ဖော်ဟင်းအဖမ်းခံရတဲ့အခါကျတော့အလျှောက်မှကြော်စိုးဦးကအမိကုတ်နေတာကိုတွေ့ရပါတယ်။ဟုတ်ပါလက်ရှိရောက်နေရတော့ဗျာကျွန်တော်မေဒီလာမျိုးကိုရောက်နေတာ။မေဒီလာမျိုးရောက်တော့မေဒီလာကန်ရင်ပတ်ကြည့်တာပါ။လာတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီဗမာမာနိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့တပ်မော်သားတွေအတွက်ဒီ ငဏီတူနဲ့ငြိုသီးအဆက်ပေါ့ဗျာဆက်ဆက်လေးကြော်ထားတဲ့အောင်ကျွန်တော်လာပို့တာပြီးရင်ကျွန်တော်စာအဖတ် control အောက်မှာရှိပြီးစာအဖတ်အဘော်တွေ ရေးလိရှိတဲ့ဟန်ငယ်ဦးအကောင့်ကတော့ဇော်ဘောဟင်းတာမကဇော်ဘောဟင်းနဲ့ဆက်ဆက်သူတွေသူ့ဘက်ကိုရက်တီမယ်ပြောတဲ့သူတွေကိုပါဖန်စီရှင်းလင်းသွားမဲ့အကြောင်း post ခု တင်ထားတာကို တွေ့ရပါတယ်။ကောင်းဖြူအောင်မင်းကတော့အောင်နိုင်သူတယောက်လိုအောင်ပွဲခံနေတာတွေ့ရပါတယ်။ရှမ်းမြောက်မှာဒီကောင်ကမောင်ကိုလမ်းကြောင်းမှာဒီကောင်မောင်ကိုကူးနေတဲ့ကောင်လေ ူကရှမ်းပြောင်းမှာတက်မလို့နိုင်သေးကျွန်တော်မဟုတ်မှောင်ခိုလမ်းကြောင်းပွင့်သေးကျင်တာကျွန်တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘယ်တော့မှလည်းထည့်မပြောခဏလို့သိအောင်ပြောပြလိုက်မယ်တကယ်သာ तू ဟာဟာလာ तू ပြောလို့ तू ကစိတ်ကောင်းရှိပါတယ်လို့ဟာလာ तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကို line ပေါ်မှာ နေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံဆိုတယ်ပါတီယုံကြီးတခုတည်းကနေပြီးတော့အဲ့ယုံနဲ့ကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီကိုတော့မဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့သူကဒီဘက်မှာကြတော့ပန်းလူတွေအာသူ့လောက်လူတွေကိုချစ်တာတို့သူကလူတွေကိုဘလို့တနာတတ်တာတို့เนาะကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုဖွင့်လင်းပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်လင်းပြောပြတာဒါပေမဲ့တခုတော့ရှိတယ်ဟာလားကျွန်တော်အနမတွေအမတွေဟာလားထားတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေ ပြောပြီးတော့ဝေဒန်ကြရမလို့လေနော်နောက်ပြီးတော့တက်မလို့အကြီးကြီးတွေလည်းငါနဲ့ဆဲပြီးဝေဒန်ကြရမလို့ခင်ဗျားမဝေဘန်တဲ့ရင်ခင်ဗျားတို့လူပြောမဝေဘန်နဲ့လို့ပြောမဝေဘန်တဲ့ရင်မဝေဘန်နဲ့လို့ပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဘန်တဲ့ရင်မဝေဘန်နဲ့လို့ပြောအမှန်နဲ့သူတို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုလည်းမို့ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်တို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်တို့တော့လက်မခံဘူးခင်ဗျားကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မလို့အကြီးကြီးတွေဆိုတာဟာလားအဲ့ပခုံးကအပွင့်နေကနော်လမ်းရဲဝေလာတာမဟုတ်ဘူးကြာသူတို့ပါတို့လားဘူကြီးဘူမှုတို့အဆင့်ဆင့် စင်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရင်ပြောရင်မသေးလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျားအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျားအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်အောင်ခင်ဗျားဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်လင်းပြောအမှန်လေတက်မလို့အကြီးကဲတွေကိုဒီလောက်စော်ကားနေလူမဖမ်းနဲ့ပြောတော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောတော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူလို့လူသူခံရတာဘလို့မှလာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျားအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားကြိုက်တဲ့ဒီဘိတ်လုပ်လို့ရတယ်ခင်ဗျားတို့ကြိုက်ပါဆိုရင်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့ နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ overseas ဘောမတွေကတော့ဇဘောဟင်းအဖမ်းဆီးခံရတဲ့အပေါ်အကြီးအကျယ်လောင်နေကြတာကို တွေ့ရပါတယ်။အခုဇဘောဟင်းလို့ထောက်ပြတဲ့လူလည်းရှိရမှာပေါ့ဗျာ။ဆိုလိုတာအဲ့ဒီမှာအမားအမားတစ်ချင်တစ်ချင်ပါရင်ပါမယ်။ကြက်လာစကားလွန်နာတွေပါရင်ပါမယ်။ဒါတွေကမပြောပါတော့တဲ့ကိစ္စတွေကြက်လာ။မပြောပါတော့တဲ့ကိစ္စတွေဗျာကြက်လာ။တကယ်တမ်းသာလေဟိုဟာက အမဆိုတာအခုအဘသားကြီးတွေမှာအမကင်းလားအဘသားကြီးတွေမှာအဆဲကင်းလားအဘသားကြီးတွေကျလာမြေမကောင်းမှုကျလာတခါတည်းရေးထားတာကြီးဆဲထားတာကြီးဆဲကျလာဟိုဟာကြီးကျလာညစ်တိညစ်ပတ်တွေပြောထားတာကြီးအများကြီးပဲဒီအဘသားကြီးတွေမှာလည်းပဲအဘသားကြီးကျွန်တော်နာမည်ထုတ်မပြောချင်ဘူးပြတဲ့ပုံကိုရေးဖြစ်ကုန်ပါသလိုဒီအဘသားကြီးတွေလို့ပဲပြောချင်တယ်အဘသားကြီးတွေဂရုလိုက်ရှိတယ်အုတ်လိုက်ကြီးဖြစ်နေအခုကအုတ်လိုက်ကြီး အဖသားကြီးတွေကအုတ်လိပ်ကြီးဗျာကိုစုံဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့စောက်ရှစ်ကလေးရှိကြပါခင်ဗျားတို့ရဲ့စိတ်တက်တွေအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင်ပေါ်ပြနေတာကျွန်တော်တို့ကခင်ဗျားတို့ကိုလေးစားခဲ့တာတန်ဖိုးထားခဲ့တာတန်ဖိုးထားခဲ့တာအခုချိန်မှာတော့ပြခင်ဗျားတို့စိတ်တက်တွေကိုကြည့်ပြီးခင်ဗျားတို့ကတိုက်ပြည့်တွေယုံကြည်စိတ်ချရတဲ့လူတွေမဟုတ်ဘူးခင်ဗျားတို့ကပုပ်ကိုရေကိုကွယ်တဲ့လူတွေပဲခင်ဗျားတို့ကပုပ်ကိုရေကိုကွယ်နေတဲ့လူတွေတိုက်ပြည့်တကူကိုကြလာဟာဗာလဲ အဖွဲ့စည်းတစ်ခုရဲ့ဂုံတိတ်ကညှိုးနှမ်းပါတယ်လို့ပြည်သူလူထုရဲ့အထင်မြင်လွဲမအောင်ဖြစ်ပါတယ်လို့ခမရတို့ဟာရောပြည်သူလူထုအထင်မြင်လွဲမအောင်ရေးတဲ့စာတွေမပါဘူးလားခမရတို့ရေးတဲ့စာတွေထဲမှာလွဲမစစ်နေတာတွေပါတာပဲသို့တော်လည်းတက်လာတရင်စားသုံးတဲ့လူဟာကိုယ့်ရဲ့ဒီစင်ညင်ညံတဲအုံနောက်နဲ့တက်လာ သုံးသက်ပြီးရင်ဒါအားတော့ပြင်ဖြစ်နေတဲ့ဒါအားတော့ပြင်မဖြစ်နိုင်ဘူးကိုယ်ရင်သုံးသက်ကြတာလေဗျာ ကိုယ်ရင်သုံးသက်ပြီးရင်ကိုယ်ရင်ကြက်လာဒီဟာကိုကိုယူကိုယူခြင်းနဲ့တရင်ကိုယူမယ်ကိုမျိုးခြင်းတာကိုမယူကြဘူးဗျာအဲဒီလိုပဲခင်ဗျားတို့ပြောသမျှကိုယုံတယ်လို့များအောင်းမိနေလားကိုတော်ဘုန်းကြီးပြောသမျှကိုလည်းလူတိုင်းကယုံတယ်အောင်းမိနေသလားသို့တော်လည်းပဲကြက်လာခင်ဗျားကိုတော်ဘုန်းကြီးပြောနေတဲ့ဟာတွေကကိုတော်ဘုန်းကြီးထောက်ပြနေတဲ့ဟာတွေကဒါတွေကကြက်လာဒီအမားတစ်ချက်တစ်ချက်ပါမယ်ပါရင်ပါမယ်သို့တော်လည်းပဲသူပြောနေတဲ့အများစုတွေကပြည်သူလူထုစီကဆင်းသက်တဲ့သတင်းတွေပဲ ပြည်သူလူထုကပေးတဲ့သတင်းတွေပဲပြည်သူလူထုကပေးတဲ့သတင်းတွေထဲမှာတချို့အမှားတွေလည်းပါရင်ပါမှာပေါ့ဗျာကြားလားနည်းနည်းပါးပါးလွဲတာတွေလည်းပါရင်ပါမှာပေါ့တိုးတော်လည်းတကယ်စစ်ဆေးရမှာခမဝန်ထမ်းတွေအလုံးမဟုတ်ဘူးလားဝန်ထမ်းတွေအလုံးမဟုတ်ဘူးလားခင်ဗျားတို့ဂိတ်တင်မှာစစ်စစ်တယ်ကိုသောဘုန်းကြီးပြောတယ်ဒါကိုသောဘုန်းကြီးပြောတယ်ဆိုတာလေကိုသောဘုန်းကြီးကသူကိုယ်တိုင်သွားကြည့်ပြီးပြောတာမဟုတ်ဘူးသူ့ကိုသတင်းပေးတဲ့လူတွေရှိတယ်အဲ့ဒီသတင်းပေးတဲ့လူတွေရှိတဲ့ရှေ့ကနေပြီးတဆင့်ကြက်လား तू ကပြောပြတယ်မှားလားမှန်လားဆိုတော့ခင်ဗျားတို့ဆုံးဖြတ်လေ ခင်ဗျားတို့သွားစစ်ဆေးလေကိုစော်ဘုန်းကြီးသွားစစ်ဆေးရမှာမဟုတ်ဘူး။လာရောက်ပြီးစစ်ဆေးလေပါတို့ဘာတို့ဖိတ်ခေါ်ပါတယ်တို့ဘာတယ်တို့ကဟာတာပဲဗျာတကယ်လည်းပြောရင်တော့တကယ်ကိုအုံနောက်မရှိတဲ့ဇကားတွေလာပြောနေကြတာတကယ်စစ်ဆေးရမှာခင်ဗျားတို့ရှောင်းတကင်သွားစစ်ဆေးရမှာကတာဝန်ရှိတဲ့လူတွေစစ်ဆေးရမှာလေဥမာအောက်ကနေပြီးရင်ကိုယ့်ရဲ့တပ်မတော်ဒီဂိတ်တွေပါတွေဖွင့်ထားတယ်တပ်မတော်သားတွေကကြလားဒီလိုမျိုးငွေတောင်းနေပါတယ်ကြလားစစ်ဆေးရေးတွေကိုတေချာမလုပ်ပါဘူးစစ်ဆေးရေးတေချာမလုပ်ပါဘူးဆိုလို့ရှိရင်အပေါ်ကနေဆက်ရမှာလေ တို့တက်ကလူကသွားစစ်ဆေးရမှာလေဒါငါငါတာဝန်ချထားပေးတဲ့လူတွေဒါငါတက်နေရလူတွေကြက်လာငါတိုင်းနေရလူတွေငါမြို့နေရလူတွေဆိုပြီးအဲ့ဒီမြို့နယ်အဲ့ဒီတက်နယ်အဲ့ဒီတိုင်းနယ်မှာရှိနေတဲ့လူကြီးကသစ်ဆေးရမှာလေစစ်ဆေးရမှာလေကိုယ်တော်ဘုန်းကြီးသွားစစ်ဆေးရမှာမဟုတ်ဘူးဒါဟုတ်ကြက်လာတကယ်လို့မဖြစ်ဘူးဆိုလဲလေဒါကြက်လာအချင်းချင်း အချင်းချင်းပူပေါင်းပြင်ကြလားအကယ်၍မြေပြင်မှာဒါမျိုးမတွေ့ခဲ့ရဘူးဆိုကိုယ်တော်ဘုန်းကြီးဒါကြလားတယောက်နဲ့တယောက်ကျင်းနေပြီလှုပ်လို့ရတဲ့ကိစ္စတွေရှိတာပဲအခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်တက်တည်းကအပဒအောက်တန်းကြတာကြလားအဲကြကြလူတိတာပေါ့ဗျာအခုတော့တိရတာပေါ့အဘသားကြီးတွေစိတ်တက်တည်းအောက်တန်းကြမှန်းအဘသားကြီးတွေကအောက်တန်းစားတွေမှန်းလူတိရတာပေါ့ဗျာလူလူတိရတာပေါ့အာလူတိရတာပေါ့ကျွန်တော်တို့ကတော့ခင်ဗျားတို့သိနေနေလေကြည်တယ်ခုလည်းကြည်တယ်နောက်လည်းကြည်အောင်ပါကြည်တော့ကြည်မှာဒါပေမဲ့ခင်ဗျားတို့ကိုလေးစားလို့တော့မရဘူး ခင်ဗျားတို့ကိုလေးစားလို့လည်းမရဘူးတန်ဖိုးထားလို့လည်းမရဘူးခင်ဗျားတို့ကအောက်တန်းသားတွေပဲလူတယောက်ကိုကြက်လာကြောက်ချဖို့ပဲတိတ်ပြီးပြည့်စည်နေတာခင်ဗျားတို့လို့ကြက်လာအပါကြီးအပါလေးဝင်ကြီးဝင်လေးတွေကိုရှေ့ကနေမမမက်မက်ရက်ပြီးကာကွယ်ပေးနေခဲ့ပါကာကွယ်ပေးနေခဲ့ကြတယ်ခင်ဗျားတို့လို့အပါသားကြီးတွေရှိနေလို့လည်းပဲတိတ်ပြီးပြည့်နေတာတိတ်ပြီးပြည့်နေတာတကယ်တမ်းပြောရင်ကျွတ်လာဝင်းကြီးဌာနထဲမှာရှိတယ်ဗျာဒီမှာထောက်ရတာဝင်းနေဝင်းကြီးဌာနလာဝကမှာပဲဖြစ်နေနေကျလာနိုင်ငံသားရေးပတ်စပို့ရုံးနေမှာပဲဖြစ်နေနေ ဒီလိုကြာခြားသားရဲ့လူတွေရှိရင်ထောက်ပြမှာလေအဲ့လိုတောက်ပြတဲ့လူရှိရင်အဲ့ဒီဝင်းကြီးဌာနကောင်တွေကအကုန်ဝိအုပ်တာအကုန်ဝိအုပ်တာဝိအုပ်တော့ကျန်တဲ့လူတွေကဟာအတေဖြစ်မှုတွေတို့အာကြလာဒီဟိုဘယ်လိုပြောမလဲဗျာ95တွေတို့ဘာတွေတို့ဟာအကုန်လုံးကြလာဥပဒေတွေတတ်တော့တာပဲတတ်တော့တာအဲ့ဒါဆိုတော့ပြည်သူလူတို့ကဘယ်လိုလုပ်ပြောရဲတော့မလဲပြည်သူလူတို့ကဘယ်လိုလုပ်ပြောရဲတော့မလဲပြည်သူလူတို့ကမပြောရဲရင်ပြည်သူလူတို့ကထောက်ပြတဲ့လူမရှိရင်အလုံးလုံးအလုံးမလုံးတဲ့လူတွေကဘယ်လိုလုပ်ပြီးအလုံးလုံးမှာလဲ အခုကျွန်တော်တို့နိုင်ငံမာရှယ်လော်တွေထုတ်ထားတယ်ဘယ်တန်မှုရများအလုံးလုံးလို့လဲဘယ်တန်မှုရများအလုံးလုံးလို့လဲကြလားကြလားဒါဘုရားမွေးကြီးမေအောင်လင်ကဘဒက်ကပဲပြောနေတာဘုရားမွေးကြီးမေအောင်လင်ကဟာဟိုဥပဒေတခြားပြလိုက်ဟာတိုင်းသားညီကိုတွေနဲ့ကျွန်တော်တို့အပြည့်ခက်ရဲဆက်ထားတာတွေကိုကြလားအပြည့်ခက်ရဲဆက်ထားတာတွေကိုငေါ့မယူတင်ပါဘူးလို့ဘယ်ကောနားထောင်လို့လဲဘယ်ကောနားထောင်လို့လဲတကဝန်တန်းတွေကိုယ့်အောက်ကဝန်တန်းတွေလှုပ်လိုက်တယ်အပေါ်ကပြောလိုက်တယ်ကြလားဒီအလေလက်ကိုရောက်သွားတယ်အောက်ခြေအထိဘယ်မှာရောက်လို့လဲဘယ်မှာရောက်လို့လဲ မဲတို့ဒီမှာအချင်းပြချစားနေတာနိုင်ငံလုံးအနှံ့မယ်အနှံ့မယ်ဟာတပုံလေးထနေလို့ဒေါ်လာဖြစ်နေတာလို့လာပြီးအကြောင်းမပြနဲ့ဒီတပုံကိုမရှိတာဘူးဘူးတော့တပုံကိုအဓိကတာဝန်ရှိရမှာဘူးတော့ဒီရဲတပ်ဖွဲ့နဲ့ဒီတပ်မတော်သားတွေမဟုတ်ဘူးလားဒီရဲတပ်ဖွဲ့နဲ့တပ်မတော်သားတွေကမှမရှိရင်ဒီတပုံဘယ်တော့မှမပြောက်ဘူးဘယ်တော့မှမပြောက်ဘူးကျွန်တော်တို့ကတာမန်အသေးတာမန်အသေးစားလေးတွေပါလေးတွေကျွန်တော်တို့ကခွင့်လွတ်တယ်ကျွန်တော်ရဲတပ်ဖွဲ့ကပဲဖြစ်နေနေတပ်မတော်သားတွေကပဲဖြစ်နေနေကျွန်တော်တို့ကစာနာတယ်နားလေတယ် ။ခင်ဗျားတို့လိုပဲနားလဲတယ်စာနာတယ်နားလဲတယ်။သို့တော်လည်းအကျင့်ပြဝန်တန်းတွေကိုတော့ကျွန်တော်တို့ကကာကွယ်ပေးစရာအကြောင်းမရှိဘူး။ကြအနာရှိရင်စက်ကြအနာရှိရင်စက်ကြလို့ကိုဇော်ဘုန်းကြီးအမြဲတမ်းပြောနေတာပဲကိုဇော်ဘုန်းကြီးရဲ့ဘောမလာလည်းမဟုတ်ဘူးကျွန်တော်ကမလာလည်းမဟုတ်ဘူးသို့တော်လည်းဖြစ်တင်တာကိုပြောနေတာဖြစ်တင်တာကိုပြောနေတာဒီလိုကိုဇော်ဘုန်းကြီးလို့ခင်ဗျားတို့လည်းပြောကြပါလားပြောရမှာပေါ့ပြောရမှာပေါ့ကြလားဝန်ထမ်းတွေထဲမှာအချင်းပြချာစားနေတဲ့လူတွေရှိတယ်ဘယ်နေရာမှာတော့ဖြစ်ချင်းပြချာစားနေတယ်ဒါရီယာစစ်စစ်တင်တယ် ကြလားစစ်သေးသေးနဲ့ပြောရမှာပေါ့ခမရတို့ကြလားစာရေးရုံနဲ့မရဘူးဒီခေတ်ကြီးထဲမှာစာဖတ်တဲ့လူဘယ်နှယောက်ရှိလို့လဲဘယ်နှယောက်ရှိလို့လဲခမရတို့ရေးတဲ့စာတွေကိုကျွန်တော်တို့လိုလူတွေပဲဖတ်တာဖတ်တာနိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူတွေလောက်ပဲဖတ်တာတာမန်ခြေကလူတဲ့စာမဖတ်ဘူးပြောတာကိုပဲနားထောင်တာပြောတာကိုပဲနားထောင်နေကြတာအခုဘသူပါပြောတယ်လဲခမရကြည့်လိုက် TikTok မှာ TikTok မှာလူတွေဘာတွေပြောနေနေလိတ်နားထောင်တဲ့လူတွေရှိတယ်အဲ့ပြသူတို့ပြောနေတဲ့စကားတွေကခမရတို့ရေးနေတဲ့စာတွေလောက် မျာတို့တွေအကြံဉာဏ်ပေးနေတာဒီလောက်တန်မိုးမရှိဘူးသို့တော်လည်းတန်မိုးမရှိပေမဲ့လို့လူတွေအားလုံးပဲနားထောင်တာအဲ့တော့ပြောတဲ့လူလဲလိုတယ်ပြောတဲ့လူလဲလိုတယ်ပြောရမှာခမရတို့အဘတွေမော်တွေကိုမှပြီးတိမ့်တီကိုမဖြစ်သေးကြပါနဲ့ဗျာအဲ့အဘတွေထဲမှာလည်းအချင်းပြေအဘတွေအများကြီးပဲရှိတာပဲတက်မတော်သားတွေမှာလည်းပဲအချင်းပြေစီးပွားရေးသမားစီးပွားရေးဆိုင်တဲ့တက်မတော်သားတွေအများကြီးရှိတာပဲကျလာအငှက်ပြက်တွေလေရဲဆိုတာလည်းအငှက်ပြက်လေတက်မတော်သားအများစုဆိုတာလည်းအငှက်ပြက်တွေလေ ငယ်ပြက်တယ်လေအဲကျွန်တော်ကတော့ပြောမယ်ကြလားကျွန်တော်ကကျွန်တော်ကျွန်တော်ရဲ့ဆွေမျိုးသားချင်းတွေကိုလည်းအတက်ထဲမှာရှိတယ်တိုးတော်လည်းပဲကြလားကျွန်တော်တို့တွေကဆင်းရဲသားဘဝလာတာဗျာကြလားချမ်းသာတဲ့လူတန်းသားစစ်ထဲမဝင်ဘူးစစ်ထဲရောမဝင်ဘူး